35နှစ်ကျော်တဲ့လူတိုင်းဒီစီကျူဖြစ်နိုင်တယ်အဲ့အချက်ကိုခေါင်းထဲမှာကျွန်တော်တို့မမေ့ဖို့လိုပါတယ်မင်္ဂလာပါအခုကျွန်တော်ဆွေးနွေးခြင်းရဲ့အကြောင်းကတော့လူတူဦးဒီ pre diabetes ဆိုခေါ်တဲ့စီကျူရဲ့အကျိုးအဆင့်မှာရှိလားမရှိလားအာဘယ်လိုချက်တွေမူတည်ပြီးတော့ဆုံးဖြတ်လဲပေါ့ဒါလည်းရေးကြည့်ပါတယ်เนาะအဲ့တော့ကိုယ်မှဒီလိုချက်တွေရှိလို့ဆိုရင်စီကျူ ကျိုးဖြစ်နေတဲ့အချက်ရှိတယ်ဆိုတာသိထားဖို့ကျွန်တော်နဲ့တင်ပြလိုချင်ဖြစ်ပါတယ်။ပရာဇွန်ချက်ကတော့ဗာလဲဆိုတော့သူက body weight ပဲ။သူကကိုယ်လေးချိန်ပဲ။ကိုယ်လေးချိန်ကိုကီလိုဂရမ်နဲ့တိုင်ပြီးတော့ကျွန်တော်အရက်ကိုမီတာနဲ့တိုင်မီတာ square လုပ်ပြီးတော့တိုင်ကြည့်လိုက် BMI လို့ခေါ်တဲ့ body ရဲ့သိပ်သီးဆပေါ့ညူကိန်းပေါ့အဲ့ဒါဒီကျွန်တော်တို့အာရှတိုက်သားတွေအတွက်တော့23တဲ့ကျော်တယ်ဆိုရင်ကျွန်တော် overweight ပေါ့။နည်းကိုယ်လေးချိန်ရှိတင်တာတဲ့ပိုတယ်လို့ကျွန်တော်ယူဆလို့ရတယ်ပေါ့။ အဲ့ဒါဆိုလို့ရှိရင်အဲ့လိုနည်းနည်းလေးအဝလွန်ခဲ့တဲ့လူမျိုးတွေမှာနံပါတ်1 first degree relative ဆိုတော့အဖေအမေညီကိုမောင်နှမအရင်းချာတွေမှာစီးကျူရှိသလားပေါ့နံပါတ်1နံပါတ်2ကတော့ဗာလဲဆိုတော့စီးကျူပူဖြစ်မြင်ဟားတဲ့လူမျိုးတွေပေါ့သူမျိုး South Asian ဆိုတော့ South Asian ဆိုတော့ကျွန်တော်အခြားတိုက်တောင်ပိုင်းဆိုအထူးဖြစ်ရတော့သူတို့ကအိန္ဒိယ Bangladesh Sri Lanka Pakistan အဲ့ဒါဆိုလို့ရပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီဒီလဲ South Asian တွေမှာပါတယ် တောင်အရှတိုက်တွန်းမှာပါတဲ့အတွက်ကျွန်တော်နဲ့အဖြစ်များတဲ့လူမျိုးတွေမှာပဲကျွန်တော်တတ်မှတ်ဖို့လိုပါတယ်ပေါ့နံပါတ်3ကတော့ငကိုတော့နှလုံးသွေးကြောကျင်းတဲ့ယောဂများဖြစ်ခဲ့ဘူးသလားပေါ့အခုကအသက်ရွယ်မရနှလုံးသွေးကြောကျင်းတဲ့လူတွေဖြစ်ခဲ့ဘူးတယ်အဲ့တော့ရင်တော့ဖြစ်ခဲ့ဘူးလားပေါ့ဖြစ်ခဲ့ရဘူးတယ်ဆိုရင်တော့ तू က pre diabetes ဆိုသတ်မှတ်တဲ့စီဂျိုရဲ့အကျိုးဆင့်မှာရှိနိုင်တယ်ပေါ့နောက်တစ်ခါသွေးတိုးရှိသလားပေါ့သွေးတိုးစရင်မှာသွေးပောင်တိုက်ကြည့်လိုက်တော့အပေါ်သွေးက 130အောက်သေးရ180တဲ့ကြောတယ်ဆိုရင်အဲ့ဒါဒီကျွန်တော်တို့ဈေးကျူရဲ့အကျိုးရောဂါအဆင့်ဖြစ်ဖို့များတယ်ပေါ့နောက်ပြကျွန်တော်တို့သွေးထဲမှာရှိတဲ့အဆီဓာတ်တွေစစ်ကြည့်တဲ့ချိန်မှာ good cholesterol ခေါ်တဲ့ HDL ပေါ့ high density lipoprotein အဲ့ဒါများလေများလေကောင်းနေပဲအဲ့ဒါများနည်းနေလား35တဲ့နည်းနေသလားပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဟောဒါမှမဟုတ် triglyceride ပေါ့အသက်စီဖုံးစီတဲ့အဆီဓာတ်ပေါ့150တဲ့များတယ်ဆိုရင်အဲ့ဒါဆိုရင်ကြည့်ကြ အကျိုးအဆင့်မှာရှိနိုင်တယ်လို့သတ်မှတ်မှာဖြစ်ပါတယ်နောက်တစ်ခါတော့ချို့အမျိုးသမီးငယ်လေးတွေပေါ့အထဆောင်ရကြည့်လိုက်လို့ဘဝလွန်နေလက်ဘင်းတွေမှာကြည့်လိုက်လို့ဆိုရင်ကျွန်တော်တို့အရေးပြားတွေကမဲနေတယ်ပေါ့အဲ့ဘဝလူတွေရာသီနဲ့ပတ်သက်လို့တိတ်မမှန်ဘူးပေါ့ချို့ဆိုရင်နှကမ်းမွေးလေးဆဆာနဲ့ပုတ်စံမွေးဆဆာလေးရှိပြီးတော့ဟောတက်တာလေးပေါ့ဘိုက်မှာအထဆောင်ရကြည့်လိုက်တဲ့အခါမှာသူ့ရဲ့တိမ်ရဲ့ဘီးမှာရှိတဲ့တာဥမှာရေအိတ်တွေအများကြီးရှိတယ်အဲ့ဒါကို polycystic ovarian syndrome လို့ခေါ်တယ်အဲ့ဒါမြန် ောဂါများရှိသလားပေါ့နောက်တစ်ခါကိုယ်လက်လှုပ်ရှားမှုနည်းလားများလားပေါ့နော်တက်နေများခြေထောက်ကိုပဲအသုံးပြုပြီးတော့လမ်းလျှောက်တာများသလားအက်စကလေတာဓာတ်လေကားယူရစီတာများသလားတင်းတင်းတင်းရုံးမှယူရထိုင်နေလူများလားလှုပ်ရှားမှုတွေများလားဘာနမကိုယ်လက်လှုပ်ရှားလက်ကျန်မှုလက်ကျန်လှုပ်လားမလှုပ်ပါဘူးကိုယ်လက်လှုပ်ရှားမှုနည်းတဲ့လူတွေဒီစီးကျူပူဖြစ်နိုင်တယ်ပေါ့နောက်တစ်ခုကတော့စီးကျူပူဖြစ်နိုင်တဲ့လက္ခဏာရှိတဲ့လူတွေပေါ့ insulin resistant ရှိတဲ့လူပဲအထူးမြတ်အရန်ွားတဲ့လူတွေပေါ့ ။နောက်ဓမ္မမလို့ရှိရင်ကျွန်တော်ဆက်ပြောတယ်လေပင်အကွေးတွေမှာတော့မဂျိုင်းတွေမှာကျွန်တော်အမဲအောင်ပေါ့အရေးပြပိုးမဲထူးနေတယ်ပေါ့အဲ့ဒါကျွန်တော်စိတ်ပညာအဖြစ်တော့ Ecathosis nigrigan လို့ခေါ်တယ်အဲ့ဒါမျိုးတွေတွေရှိမယ်။ဓမ္မမလို့ရှိရင်လည်းအသက်စီဖုန်းတဲ့ယောဂါပေါ့အသက်စီဖုန်းတဲ့ယောဂါရှိတယ်ဆိုရင်အစီဂျူဂျူအစ်မရှိနိုင်တယ်ဆိုတာကိုသတိထားဖို့လိုပါတယ်ပေါ့နောက်တစ်ချက်ကတော့သွေးစတဲ့ချိန်မှာကျွန်တော်က HbA1c ပေါ့ လေးလားတခါစစ်တဲ့သူကျူတက်သည်လူကောင်းဆိုရင်9ဒသမ5ရဲ့အောက်မှာရှိရမယ်တကယ်လို့များ9ဒသမ9ရဲ့အထက်မှာရှိတယ်ဒါပေမဲ့6ဒသမ5အထိလည်းမများဘူးပေါ့ဆိုတော့9ဒသမ9ကျော်ပြီဆိုရင်ကိုကျွန်တော်စီကျူသူကျူအကျိုးဆင့်ရှိနိုင်တယ်ဆိုကျွန်တော်သတ်မှတ်လို့ရပါတယ်နောက်တစ်ခါအမျိုးသမီးများကိုဝင်ဆောင်စဉ်ကာလတော်တွေမှာစီကျူသူကျူယောဂဖြစ်ခဲ့မှုတယ်ဆိုရင်တမွေးပြီးတော့အဲယောဂပျောက်သွားသည့်တိုင်အောင်သူဒီစီကျူရဲ့ pre diabetes မှာရှိတယ်ဆိုတော့စီကျူ ချစ်နိုင်ကြရတသက်လုံးသူ့မှာပို့ပြီးတော့ပါသွားပါလေလို့နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်အသက်ပေါ့အသက်ကြီးတာနဲ့နဲ့များ35နှစ်ကျော်ရင်ပေါ့အစတော့ကျွန်တော်40မှာပြောတယ်အခုက35နှစ်ထိ35နှစ်ကျော်တဲ့လူတိုင်းဒီရှိကျဖြစ်နိုင်တယ်အဲ့အချက်ကိုခေါင်းထဲမှာကျွန်တော်တို့မမေ့ဖို့လိုပါတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ကသွေးကြွတတ်ကိုညတညလုံးစားမစားဘူးမနေ့မှသွားရသူစင်စင်စစ်ဒါမှမဟုတ်ရှင် 75g glucose ကို 25g ကို ညအစာမစားဘဲနဲ့သွေးဖောက်ပြီးလို့ဆိုရင် central gland တောက်တောက်ပြီးတော့နောက်နှစ်နာရီကြာတော့ပြန်စစ်နော်အဲဒီ oral glucose tolerant test ဆိုတဲ့ဟာနဲ့ပေါ့ဒါမှမဟုတ်ထမင်းစားပြီးတဲ့အချိန်မှာနှစ်နာရီမှာဘယ်လောက်ရှိတယ်သွေးကြိုဖောက်ကြည့်ဖို့ကျွန်တော်တို့လိုပါတယ်နော်အဲ့ဒါတွေက normal ဆိုရင်အများတန်း၃နှစ်တခါမှသွေးပြန်ဖောက်စစ်နေဖို့လိုပါတယ်လို့နော်ဒါမှမဟုတ်ဆိုရင်လည်းကျွန်တော်တချို့သောလူတွေကဆေးဝါးတောက်နေရတယ်ဆိုတော့ HIV ရှိတဲ့လူတွေပေါ့ HIV ဆေးတွေက သူအစွမ်းထက်တယ် HIV စီးရီးသောက်နေ HIV စီးရီးကစီးကျိုးသူကျိုးယောဂဖြစ်စေနေတယ်နောက်အစ်မြင့်ရောင်တဲ့ယောဂလေးဘက်နာတွေဘာလဲကျွန်တော်တို့အာရေပြားလေးဘက်နာတို့သူ့လေးဘက်နာတို့ပရနီဆိုလုံးဆိုတဲ့စီးရီး dexamethasone ဆိုတဲ့စီးရီးအဲ့စီးရီးတောက်နေရတဲ့လူတွေဆိုလို့ရှိရင်တာမန်လူတွေပို့ပြီးတော့စီးကျိုးယောဂရှိပါလေနောက်တတိထားဖို့ကကျွန်တော်ကွန်ဆာတဲ့လူတွေကျွန်တော်ဂျေဇီကမ်ပြူပေါ့နှကမ်းမှာ periodontal disease ရှိတဲ့လူတွေဒီစီးကျိုးပို့ပြီးတော့ဖြစ်နိုင်တယ်ငကိုတော့အရက်တောက်လို့ပဲဖြစ်ဖြစ် တဲ့ချိန်မှာကြောက်တဲ့လူပဲဖြစ်ရင်မုန့်ချိုအိပ်ပေါ် pancreatitis pancreatitis ဖြစ်မှုတဲ့လူစီစီဂျူဖြစ်နိုင်ပါတယ်လို့အဲ့တော့အကြမ်းပြင်းတော့ကျွန်တော်ပြနေအားလုံးအုပ်စုကြီး6ခုရှိပါတယ်အဲ့ဒါကျွန်တော်တို့ visa screen ပေါ်မှာပြပေးပါမယ်အဲ့လိုအချက်တွေများကိုယ်မှရှိတယ်လားပေါ့ရှိတယ်ဆိုရင်တော့ဩငါဒီ pre diabetes စီဂျူအကျိုးစစ်မှာရှိနိုင်တယ်လို့ရတဲ့သွေးကိုစစ်ကြည့်ပြီးတော့ကျွန်တော်ကိုယ်ကိုဟိုကျန်းမာအောင်စီဂျူမဖြစ်အောင်ကာကွယ်ရေးဆောင်ရှောက်မှုတွေလုပ်ယူလို့ရပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်